လာပြောတော့ဒီဘက်လာရင်ပညာရေးကတော့နည်းနည်းနောက်ကျတော့မှာပေါ့နော်ဒါပေမဲ့နလန်းနဲ့တလန်းကတော့ရွေးရွေးလိုက်ပါတော့အဲဘလုံးကစားဖို့ပဲရွေးလိုက်တာပါအမနော်ကြီးပေါ့အမနော်တက်ပေါ့ဟိုတည်းနော်ရအားကြရတဘောလေးကြတူကစားပုံပေါ့ပြီးတော့ ARD မှာလည်းအတူတူကစားရလေ ARD မှာ training စင်းနေတာတော်တော်မဖြစ်တယ်ပေါ့ပျော်ရပါ ဒီမှာအကြီးတင်းတို့ယူနီဆီတို့ဒီမှာသူပိတ်တက်တော်များတယ်ကွာအဲဒီမှာတို့လည်းအားကြတယ်ပေါ့အဲကြောင့်လာအပေးကြပါလို့အကုန်လုံးညီမနာမည်ကတော့ sign 20လို့ခေါ်ပါတယ်။ဒီမှာ AOD ကကွာ AOD ကမှာကစားနေပါတယ်လို့ ဟိုက PTR ကနေပေါ့ဆေးစစ်ပေးတာပေါ့တော့ကစားသမားတွေရဲ့လိုအပ်ချက်တွေပေါ့ဆိုသူထောက်ပြပေးတဲ့အားနဲ့လာခဲ့တာပေါ့လာစစ်တာပေါ့ဘလုံးကစားတာတော့မနစ်ကမှစားတာပေါ့ဟိုကမြို့နယ်ပွဲအင်ကန်ကွင်းကြီးပေါ့အဲ့ကနေမှဆရာတွေကတဆင့်ဒီကိုဟိုပို့ပေးတာပေါ့ဆရာတွေလည်းတိစုတင်ပါတယ်ပေါ့အဲ့တော့ဇာတိရတော့ရှမ်းပြည်နယ်မြောက်ပိုင်းပေါ့မြောက်ပိုင်းလာရှုံးမြို့ပါလို့ ပါတယ်တော်တော်ငင်းရဲ6နှစ်ကလေးอ่ะပေါ့6နှစ်လောက်ကလေးอ่ะလိုရက်ွက်ပွက်ရက်ွက်မှာကွာဟိုလူငယ်တွေကန်လိုက်ကန်ဖြစ်တယ်ပေါ့တန်းဒီယောက်ျားလေးတွေနေလည်းကန်တယ်အဲ့လိုအခုတက်ကတော့16နှစ်ပါဟုတ်ပါနည်းနည်းလေးနေ16ဟုတ်လေးစဉ်16ပါအော်အဲ့လေရစင်စချောက်တော့ဟိုဇလပိုင်းမှာပေါ့ခြေစစ်ပွဲပေါ့အဲ့အတွက်လဲပရိတ်တက်တူလဲလာအားပေးစီတယ်ပေါ့အင်ရှင်ပွဲလဲဟုတ်တယ်ပေါ့အဲ ဒီမှာအကြီးတင်းတို့ယူနီဆယ်တို့ဒီမှာသူပိတ်တက်တော်များတယ်ကွာအဲဒီမှာတို့လည်းအားကြတယ်ပေါ့အဲကြောင့်လာအပေးကြပါလို့အကုန်လုံးအမေကတော့အမေအမေပဲပြောပြပါလားဖေကတော့တိတ်ဟိုအပြည့်ကိုဘလုံးတိတ်အားမပေးဘူးဒါပေမဲ့အမေပဲပြောတာပေါ့အဲလက်မလျှော့ဘူးအကောင်းဆုံးလုပ်ဖို့ပေါ့ဒီအကြီးဒီအခု U16 ဆိုရင် U19 အကြီးတင်းအလုပ်ပါဖို့တော့ခွန်အားလေးပေးရပေါ့အားအားလက်မလျှော့လိုက်ဖို့ပေါ့ အဲပြီးတယ်ပြီးရင်လင်းလင်းမနေဖို့အဲ့လိုပြောတာပေါ့ဖေကတော့တော့မတူဘူးအဖေကတဘောမတူတာတော့မဟုတ်ပါဘူးအားပေးတယ်ဒါပေမဲ့အဖေကပြောတာကိုလုတ်ချင်တဲ့အရာကိုရောက်အောင်လုပ်ပြီးအောင်လုပ်အဲ့လိုလိုပြောတာတော့ဘာလို့ပြောတော့ဒီဘက်လာရင်ပညာရေးကတော့နည်းနည်းနောက်ကျတော့မှာပေါ့နော်ဒါပေမဲ့နလန်းနဲ့တလန်းကိုတော့ရွေးရွေးလိုက်ပါတော့ပေါ့အဲ့ဒါဘုံလုံးကစားဖို့ပဲရွေးလိုက်တာပါအဲ့ဒါအမေတို့ကလည်းပြောပါတယ်သူကနှစ်ဖက်လုပ်ဖို့ပေါ့ဒါပေမဲ့အခုကစာပြန်လုပ်ဖို့ကိုလည်းစဉ်းစားပါတယ် ဒီခြေစစ်ပွဲပြီးမော်ဟောအကြောင်းပြတတ်ဖို့စဉ်းစားလာတယ်ပြီးတွင်းဒီပြီးတွင်းမှာအမနော်ကြီးပေါ့အမနော်တက်ဟောနော်အားကြဟောဒီနော်ကြီးအားကြရတဘောလေးကြတူကစားပုံပေါ့ပြီးတော့ ART မှာလည်းအတူတူကစားရလေ ART မှာထွင်ရင်းစင်းနေတာတော်တော်မဖြစ်တယ်ပေါ့ပျော်တယ်ပေါ့သူနေတယ်ကစားကို I don't နဲ့ဟိုထွင်ရင်းစင်းရတယ်ပွဲကန်ရတယ်ဒီလိုသွားဒီလိုသွားလို့ရတယ်အဲတော်တော်လေးပျော်တယ် မန်တော်တို့ကိုဖြူဝင်းတို့လည်းရှိတာ哦ကိုဖြူဝင်းတို့ကိုစန်းတော်တို့မမယူရလို့လည်းကတော့တော်တော်လည်းပီတိဖြစ်တယ်ကိုကိုအမေလည်းပြောပါတယ်သူလည်းကိုသူမီတက်ကိုပီတိဖြစ်တယ်ကိုမီလည်းအကြောင်းပြောတယ်အများကြီးပြောညာသူอ่ะအဲဘာလဲညီမညီမရေရောက်ကမှာတော့ညီမလူငယ်အကိုကြီးရှိရပေါ့အကိုမရှိသူကတော်တော်ပီတိသူတို့လည်းဂုံယူတာပေါ့နော်ကိုဒီကိုမျိုးကိုနဲ့ကိုရက်ွက်ကနေကစားသမားတို့မျိုးထွက်တာဆိုတော့တော်တော်ဂုံယူလဲပြီးညီမလည်းလာပြောကြတာပေါ့ အားကြလိုက်တာအရင်တော်လေအဲနိုင်ငံခြားတော်ထွက်ရတဲ့အရင်ကောင်းနေစကြူစားတော့ပိုက်တင်အဲ့လိုဒီလာပြောတာပေါ့အများကြီးရှိတယ်ပေါ့ပြင်းပွင့်ဖြစ်တဲ့အမင်းနဲ့ငိုတော့ငိုတယ်ကြွချင်းဆိုမင်းကိုမဆက်မကန်ချင်တော့ဘူးပေါ့ဆက်မကန်ချင်တော့ဆိုအဲ့ကြာမင်းကအဲကိုရွေးထားတဲ့ကိုလျှောက်ခဲ့တဲ့လမ်းကိုလေအဆုံးတရအောင်တွားအဲ့လိုဒီမပြောနဲ့ကောင်းကောင်းလုံးတယ်အဲ့လိုအာယုံဆူးဆဲအဲ့လိုလေးပြောတာပေါ့အဲ့လိုအမင်းကခွန်အားတွေပြီးလို့အခုဒီရောက်လာတာ ချက်ချက်ကျက်ဆိုအပလက်ဘလုံးကွင်းထဲမှာကွာအဲ့လိုအာယုံကောင်းကောင်းမှုဆူဆိုင်နိုင်ရောအဲ့ဒါကိုအမားရေလို့ကိုကိုမိမဆိုကွင်းထဲမှာအမြဲတမ်းអော်တယ်အဲ့ကြောင့်ဘေးနားရှိတကယ်ချင်းတော်တော်လက်နေကြအဲ့ဒါဘာမဲဘာလို့អော်လာလဲအဲ့လိုလက်အောင်လက်နေကြောက်စရာအဲ့လိုမျိုးပြောတော့ဒါပေမဲ့အဲ့ဒီအဲ့လိုអော်လာဆိုတာညီမစိတ်တို့ညီမကိုကိုကိုစိတ်တို့လာပေါ့ကိုမလုံနိုင်တာကိုလဲလုံလဲမရအဲ့လိုဖြစ်လို့ပေါ့ဒါပေမဲ့မလုံနိုင်တာကိုပိုကောင်းအောင်ပြန်လုံတာလုံနေတာပေါ့ဟိုအမေအတွက်စာနှုတ်ထဲမှာရရေးချဖြစ်တယ်အဲ့ဒါရေးအေးပြီး ပြန်ဖတ်တယ်ပေါ့အမေအတွက်လုပ်ရမယ်အဖေတို့မောင်နှမတို့အတွက်လုပ်ရမယ်ပေါ့အဲကိုပြည်နယ်နဲ့တိုင်းအတွက်အဲလုပ်ရမယ်အဲကိုနိုင်ငံအတွက်အတိအကျတော့ကိုကိုကိုအတွက်အရင်လုပ်ရမှာပေါ့နော်အဲဒီမှာတစင်စင်ကြည့်သွားတာပေါ့ဟုတ်အဲ့လိုစိတ်တွေရှိတယ် note book ထဲမှာတော့ချရည်တယ်ပေါ့ဘာရှင်းလာတော့လက်ရေးစင်ကြီးတင်းထိပါတိပေါ့ပြီးတော့အဲ့ပြီးမှနိုင်ငံခြားပြည်ပေါ့ဒါမဲ့တစင်စင်ချင်းသွားမှာပေါ့ကိုက16ဆိုတော့ယူ16ဆိုတော့အဲ့ကောင်ကယူ16အကြီးတင်းပြီးပွားတော့ကလည်းအဲ့လို ဟောရှိပါတယ်ဟုတ်အမေဘေးတော့အဲလာရတဲ့လဆာထဲကပေါ့သုံးပုံနှစ်ပုံလောက်တော့ပို့တယ်ပေါ့အမေတို့အဲ့လိုအဲ့လိုပို့ပြီးဟိုသုံးကိုနည်းနည်းပဲပို့တဲ့နည်းလို့ရရှိတာလေးဝယ်ဖို့ပဲထင်ထားတာဟုတ်အဖေနဲ့အမေကိုအရင်ကျေးဇူးတင်တယ်လို့တမီးလှုပ်ခြင်းတဲ့အရာကိုအခုလိုပံ့ပိုးပေးတယ်အခွန်အားလေးပေးလို့အရင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ညီမကိုလည်းဆက်ပြီးအားပေးကြပါလို့အခု U16 နောက်လာကြရင် U16 အရှာဖလာချင်းစစ်ပွဲရှိပါတယ်အဲ့တော့လဲပရိသတ်တွေလာအားပေးကြပါအဲဖုန်းထဲရော TV ကရောအပြင်မှာရောလာအားပေးကြပါလို့ပြောချင်ပါတယ်ဟုတ်